င်္ဂလာပါရှင်အခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွှတ်ဌာန Radio NUG Season 2ကိုလိုက်ရအတံပြင်ပေးနေပါပြီ မင်္ဂလာနံနက်ခင်းပါရှင်ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပီးဆီယနာရှင်ပြည်သူအနေကင်းဝေးပြီးကိုစိတ်နှပါပေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီအဖွဲ့သားများကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒီကနေ့အောက်တိုဘာလ14ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပြီးတော့မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီရဲ့အစီအစဉ်သတင်းကောင်းလို့ချက်ကိုຫນွေဦးနိုင်မှဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ရှင် မင်္ဂလာပါခင်ဗျာအခုချိန်အစပြီး2025ခုနှစ်အောက်တိုဘာလ14ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့ကရင်နီဒေသမှာတပတ်အတွင်းစစ်ကော်မရှင်တပ်ဖွဲ့များနဲ့တိုက်ပွဲ၄ချိန်ထပ်မံဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်ကမီးရှို့ဖျက်ဆီးမှုများလှုပ်ဆောင်နေတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ကရင်နီပြည်နယ်လွိုက်ကော်မြို့နယ်အရှိချမ်းဒီမော့ဆူမြို့နယ်ပရူဆူမြို့နယ်ဘောလက်ခဲမြို့နယ်နဲ့ကရင်နီရှမ်းတောင်နယ်စပ်ဖေကုံမြို့နယ်တို့မှာစစ်ကော်မရှင်တပ်ကထိုးစစ်ဆင်နေပြီးတော့တပတ်အတွင်းတိုက်ပွဲ၄ချိန်ထပ်မံဖြစ်ပွားခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ အော်တိုဘားလ6ရက်နေ့ကဘောလခဲမြို့နယ်ဝမ်မလန်ကျေးရွာအပေါ်ဘက်တောင်ကုန်းတစ်ခုမှာကာကင်းချထားတဲ့စစ်ကော်မရှင်တပ်နဲ့ထိတွေ့တိုက်ပွဲတနအီကန့်ဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုများခဲ့တယ်လို့ဆိုပါတယ်။တရက်ထဲမှာပဲလွိုင်ကော်မြို့နယ်အရှိတ်ချံလွိုင်လင်လေးမြို့နယ်ကင်နီရှမ်းတောင်နယ်ဆက်ကျေးရွာများကိုစစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်ကစစ်ကြောင်းထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲ၃နာရီနီးပါးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အလားတူအော်တိုဘားလောက်9ရက်နေ့မှာလဲလွိုင်လင်လေးမျိုးနဲ့လင်းဖုံကြီးရွာအနီးမှာရှိတဲ့စစ်ကော်မရှင်တပ်ကစစ်ကြောင်းနှစ်ကြောင်းဖြင့်ထိုးစစ်ဆင်လာရာ KND တော်လှန်ရေးတပ်ဖွဲ့များနဲ့နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အထိခိုက်များတဲ့အတွက်ကြောင့်ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ် အော်တိုဘားလ9ရက်နေ့မှာလဲလင်းဖုံကြီးရွာဘက်မှာရှိတဲ့စစ်ကော်မရှင်တပ်ကအင်အား60ကျော်ဖြင့်ထမှန်ထိုးစစ်ဆင်လာရာကရင်နီတော်လှန်ရေးတပ်များနဲ့နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်သား10ဦးကျော်တေဆုံးခဲ့ကလက်နက်၄လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပရိုဆိုမျိုးနဲ့ဒေါင်းကြီးခုနဲ့ဒေါကူးခုကြေးရွာကြားမှာရှိတဲ့လူနေအဆောက်အအုံများကိုစစ်ကော်မရှင်တပ်ကဒရုန်းဖြင့်ဘုံကျဲမီးရှို့ခဲ့ပြီးတော့ဖေကုံမျိုးနဲ့ တောင်စလုံးကြီးရွာမှာတက်ဖြန့်ထားတဲ့စစ်ကောင်မရှင်တက်တဲ့ PNU ပူးပေါင်းအဖွဲ့ကမြောက်စလုံးကြီးရွာကိုဝင်ရောက်ခါမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါရစေ။စစ်ကောင်မရှင်တက်ဟာ KND ပြည်နယ်နဲ့ KND ရှမ်းတောင်နေဆက်တလျှောက်မှာအင်အားအလုံးရင်းဖြင့်စစ်မျက်နှာများဖွင့်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲဖြစ်ပွားရနေရာဒေသများကိုနေထိုင်သွားလာနေရတဲ့ပြည်သူများ KND ပြည်နယ်တဝန်းကပြည်သူများစီးရီးအသည့်စီးရီးတတိလုံခြုံရေးတတိရှိကြဖို့ကို KNDF ကတိုက်တွန်းထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့မြင်းကြံမှာကြောက်ပြုတ်ကျေးရွာပြူစောတီအထိုင်စခန်းအားဝင်းရောက်စီးနှင်းခဲ့ရာစေဦးသိဆုံးပြီးတော့တီတာယူမုံဦးဆောင်နဲ့ပြူစောတီအဖွဲ့ကိုကြားပြတ်တိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့နယ်ကြောက်ပြုတ်ကျေးရွာမှာအထိုင်ချထားတဲ့ပြူစောတီစခန်းကိုဝင်းရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာစေဦးသိဆုံးခဲ့တယ်လို့ပြည်သူ့ကျေတပွင့်အဖွဲ့က ထုတ်ပြန်ထားပါရယ်။အော်တိုဘာလ12ရက်နေ့ကကြောက်ပြုတ်ပြူအထိုင်စခန်းကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့၃နိုင်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်နဲ့ပြူစော်တီတပ်ဖွဲ့ဝင်၁၀ဦးကတိဆုံးခဲ့ပြီးတော့နောက်ပြန်ဆုတ်သွားတယ်လို့သိရပါရယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တပ်ဖွဲ့တပ်ဖွဲ့ MGN Danger Dynamite MGRF PDF Tali 5 PDF တပ်ဖွဲ့နဲ့မြင်းကြံပကဖတို့က ူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အော်တိုဘားလ10ရက်နေ့ကလည်းရွာကြီးညောင်ပင်ရွာလမ်းပိုင်းတနေရာမှာကြီးရွာများကိုမိရှုဖျက်ဆီးနေတဲ့တီတာယူမုံဦးဆောင်တဲ့ပြူစောတိအဖွဲ့ကိုဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ွင့် MGN Danger Dynamite နဲ့မြင်းကြံပါကဖာအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ပြူစောတိအဖွဲ့ဝင်15ဦးထပ်မင်းတီးဆုံးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့သခိုင်းမျိုးနဲ့အရှိန်ဘျူဟာ KIJ ဆက်လမ်းမှာအကြမ်းဖက်စီအုပ်စုနဲ့တိုက်ပွဲဖြစ်ပွားပြီးတော့အလောင်း၃လောင်းနဲ့စစ်အုံဆောင်ပစ္စည်းများတင်းစီရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အော်တိုဘာလ6ရက်နေ့သတင်းချုပ်လာပြည်နေ့မှာသခိုင်းမျိုးနဲ့အရှိန်ဘျူဟာ KIJ ဆက်လမ်းမှာ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Thunderbird Local Defense Force မှတရင်ထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်အုပ်စုမှစစ်သားအလောင်း3လောင်းနဲ့အတူစစ်အုံဆောင်ပစ္စည်းများတင်းစီရရှိပြီးတော့တော်လိုင်းအင်အားစုဘက်မှတော်လိုင်းရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းဖော်ပြထားပါတယ်။အဆိုပါတိုက်ပွဲမှာ Thunderbird Local Defense Force ဘဒူတိုက်နယ်ပကဖာနယ်နေမြေကန်တော်လိုင်းအင်အားစုများပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဟာခမြို့ဘန်ဟာကျေးရွာမှာရှိတဲ့စာတင်ကျောင်းအားအကျန်းဘက်စစ်တပ်မှလေကြောင်းတိုက်ခိုက်ရမှာကျောင်းသားနှစ်ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ဟာခမြို့နယ်ဘန်ဟာကျေးရွာမှာရှိတဲ့စာတင်ကျောင်းတစ်ခုကိုစစ်ကောင်စီတပ်ဖွဲ့ကအော်တိုဘန်လ73ရက်နေ့မနက်7:00နာရီခွဲကမှလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသားနှစ်ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိခဲ့ကြောင်းဒေသတရင်များနဲ့ Chinland Defense Force ဟာခထံမှသိရပါတယ်။သေဆုံးသူများမှာအသက်10နှစ်ခန့်အရွယ် ဂျိုဟန်နဲ့ဇင်စာတို့ဖြစ်ပြီးတော့၎င်းတို့မှာတတိယအတန်းနဲ့ပစ္စမတန်းတက်ရောက်နေတဲ့ကလေးငယ်များဖြစ်ပြီးလေချောင်းတိုက်ခိုက်မှုအတွင်ចောင်းသားအချို့ပျောက်ဆုံးနေက၎င်းတို့ကိုဆက်လက်ရှာဖွေနေတယ်လို့သိရပါတယ်။ဘုံကျဲပြီးတော့15မိနစ်အကြာမှာဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတအူးကပြောကြားထားပါတယ်။ဘန်ဟာယွာဟာဟာခါမျိုးမှ -10 ခန်းအကွာမှာတီးရှိပြီးတော့တော်လိုင်းတက်ဖွဲ့များတက်ဆွေးထားခြင်းမရှိတဲ့ယွာတရွာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြားကြီးကြေးရွာမှာစစ်ကော်မရှင်တပ်ကဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအုပ်တန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း PSLF TNL တပ်မဟာကိုထိန်းချုပ်နေမြေနမ်ဆန်မြို့နယ်ကြားကြီးကြေးရွာမှာစစ်ကော်မရှင်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအုပ်ထိမှန်တန်ရာရရှိခဲ့တယ်လို့ PSLF TNL ကတရင်ထုတ်ပြန်ထားပါတယ်။အော်တိုဘန်လ73ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာစစ်ကော်မရှင်တပ်က Jet Fighter ဖြင့်ပေါင်250ဘုံ6လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်16နှစ်အရွယ်မောင်အစောဘုံစားထိမှန်တန်းရာရရှိခဲ့ပြီးတော့စာတင်ကြောင်းဆောင်2ဆောင်နဲ့နေအိမ်6လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာလ4ရက်နေ့ကလည်းနမ်ဆန်မြို့နယ်ဇေတုံဟုံးရွာကိုစစ်ကော်မရှင်တပ်ကဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေး2ဦးသေဆုံးပြီးတော့ကလေး6ဦးအပါအဝင်ပြည်သူ5ဦးထိမှန်တန်းရာရရှိခဲ့ကနေအိမ်16လုံးပျက်စီးခဲ့ရပါသေးတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြောက်ထုအမတ368နဲ့စောမျိုးကထွက်ပြေးလာတဲ့ဒုတက်ချက်နှစ်ဦးနဲ့တက်ချက်ကြီးတဦးကိုဖမ်းဆီးရမိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းကံကောခရိုင်ကြောက်ထုမျိုးအခြေဆိုင်အမတ368တက်ကနေထွက်ပြေးလာတဲ့ဒုတိယတက်ချက်နှစ်ဦးနဲ့စောမျိုးကထွက်ပြေးလာတဲ့ က်ကြက်ကြီးတအူးကိုဖမ်းဆီးရမိခဲ့တယ်လို့ရောအလင်းတန်းကသတင်းထုတ်ပြန်ထားပါရင်အော်တိုဘားလ9ရက်နေ့မှာအမတ368တက်ကနေထွက်ပြေးလာပြီးတော့ရောမြို့ကျေးရွာမှာတနက်ပစ်ဖောက်ချင်းချောက်ကအရက်တောင်းနေတဲ့ဒုတိယတက်ကြက်နှစ်ဦးကိုအော်တိုဘားလ10ရက်နေ့မနက်ရှိနာရီခွဲကမှဒေသခံပြည်သူတချို့နဲ့ကာကွယ်ရေးဘော်တွေကဝိုင်းဝန်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရင်၎င်းဒုတိယတက်ကြက်နှစ်ဦးနဲ့အတူ MA5 pistol တစ်လက်နိုင်မမကြီး9000လက်ပစ်ဘုံးတစ်လုံးနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဆိုပါဒုတိယတက်ကြက်နှစ်ဦးထွက်ပြေးခဲ့တာကြောင့်ကျောက်ထုအမတ368တက်မှစစ်ကောင်မရှင်တပ်အင်အား120ခန်းဟာရောမြို့ကျေးရွာတဲကိုအော်တိုဘလ10ရက်17ရက်နေ့တို့မှာစစ်ကြောင်းထိုးဝင်ရောက်ရှာဖွေခဲ့တယ်လို့ဆိုပါရယ်။အလားတူအော်တိုဘလ12ရက်နေ့ညနေပိုင်းမှာလဲစောမြို့ကနေထွက်ပြေးလာတဲ့တပ်ကြက်ကြီးအဆင့်ရှိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တအူးကိုထက်မှန်ဖမ်းဆီးရမိခဲ့တယ်လို့သိရပြီးတော့၃ဦးစလုံးကို ိုစစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဝမ်ကျွဲမှာစစ်ကော်မရှင်တပ်ကကြေးရွာများကိုဝင်ရောက်စီးနှင်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းဝမ်ကျွဲမြို့နယ်မှာစစ်ကော်မရှင်တပ်ကကြေးရွာများကိုဝင်ရောက်စီးနှင်လူငယ်များကိုအတ္တမပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ Voice of Wanting က ထုတ်ပြန်ထားပါတယ်။အော်တိုဘလန်17ရက်နေ့မှာပင်းတလဲမှထွက်လာတဲ့စစ်ကော်မရှင်တပ်ကပင်းနေသားရွာကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့ကြောက်လန့်ထွက်ပြေးတဲ့ရွာသားနှစ်ဦးကိုတနက်ဖြန်လိုက်လံပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။၎င်းစစ်ကော်မရှင်တပ်ဖွဲ့ဟာပင်းတလဲကိုပြန်ရာလမ်းတလျှောက်မှာရှိတဲ့ပုလူကုန်းရွာနဲ့ကံကြီးရွာတို့ကလူငယ်တအူးစီကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အလားတူအော်တိုဘလန်17ရက်နေ့မှာစင်သေးကွေ၊ဂွေကြီးရွာများကိုပင်းတလဲမှစစ်ကော်မရှင်တပ်ဖွဲ့ဟာအင်စည်းကားများနဲ့ရောက်ရှိလာပြီးတော့တနက်ပစ်ဖောက်ကတအ ိမ်တက်ဆင်းပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုအိမ်တွေထဲတိဝင်ရောက်ဖမ်းဆီးခဲ့ရာစင်သေးကွေးရွာမှ2ဦး၊ကွေးကြီးရွာမှ2ဦးဖမ်းဆီးခံရပြီးတော့မိဘများအနေနဲ့မိမိတို့ရဲ့သားများကို ပြန်လိုချင်ပါကညာရင်းချင်းတအူးကို25ဒိန်ဖြစ်ပြန်လာရွေးဖို့ပြောသွားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အကြံဖတ်စစ်တပ်မှအလင်းဝင်ပူးပေါင်းသူများနဲ့စစ်တုံးပန်းဦးရီအော်တိုဘာလတပတ်အတွင်း55ဦးအထိရှိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ 2025ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းမြမစစ်တပ်မှစစ်သားရဲနှင့်ပြည်သူ့စစ်အဖွဲ့ဝင်စုစုပေါင်း55ဦးဟာအလင်းဝင်ပူးပေါင်းလာခြင်းနဲ့စစ်တုံပန်းအဖြစ်ဖမ်းဆီးခံခဲ့ရကြောင်းပြည်သူ့ပန်းတိုင်မှအတည်ပြုထုတ်ပြန်ထားပါသည်။အောက်တိုဘာလ10ရက်နေ့မှ9ရက်အတွင်းစစ်တပ်မှအလင်းဝင်ပူးပေါင်းလာသူ55ဦးရှိခဲ့ပြီးတော့စစ်သား14ဦးနဲ့ရဲတပ်ဦးပါဝင်တယ်လို့ဖော်ပြထားပါသည်။စစ်သားများမှာချင်းပြည်နယ်မှ2ဦး၊ပဲခူးတိုင်းမှ2ဦး၊ရန်ကုန်တိုင်းမှ2ဦး၊တနင်္သာရီတိုင်းမှ3ဦး၊ကရင်ပြည်နယ်မှ3ဦးနဲ့ကရင်ပြည်နယ်မှ3ဦးတို့ဖြစ်ပြီး ီးတော့၎င်းတို့အနက်၁၀ဦးမှာစစ်မှုထမ်းဥပဒေဖြင့်စုဆောင်းခံရတဲ့တပ်သားတွေများဖြစ်က ရဲတအုပ်မှာမကွေးတိုင်းမှာဖြစ်တယ်လို့သိရပါတယ်။အလားတူစစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူ40ဦးရှိခဲ့ရမှာစစ်သား32ဦးနဲ့ပြည်သူ့စစ်အဖွဲ့ဝင်9ဦးပါဝင်တယ်လို့အသိပေးထားပါတယ်။စစ်သားများမှာမကွေးတိုင်းမှာ28ဦးနဲ့စကိုင်းတိုင်းမှာ4ဦးတို့ဖြစ်ပြီးတော့၎င်းတို့အနက်23ဦးမှာစစ်မှုထမ်းတပ်သားတွေများဖြစ်ကပြည်သူ့စစ်အဖွဲ့ဝင်များမှာစကိုင်းတိုင်းမှာ9ဦးနဲ့မန္တလေးတိုင်းမှာ2ဦးတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်2025ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာလပထမပတ်အထိအလင်းဝင်ပူးပေါင်းသူနဲ့စစ်တုံးပန်းအဖြစ် န်းစည်းခံရသူစုစုပေါင်း2186ဦးအထိရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Car Shell နဲ့ပရေပို့တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုအညီကြီးရဲ့အစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်အခုဆက်လက်ပြီးပြည်ရင်းသတင်းများကိုတော့မြေဦးမှိုင်မှဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ရှင် မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ရီဒီယို UNG အမနခင်ပြည်တွင်းသတင်းများကိုကျွန်မနှွေးမိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်မြမချင်းထောင်များတွင်နိုင်ငံရဲ့အကျဉ်းသူများအားပြန်လည်ဖမ်းဆီးမှုပုံမဆိုးရလာမှုပေါ်နိုင်ငံရဲ့အကျဉ်းသူများအဖွဲ့သဘောထားထုတ်ပြန်တဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်မြန်မာနိုင်ငံတဝန်းရှိအကျဉ်းထောင်များမှလွတ်ရဆေး၍လွတ်မြောက်လာသည့်နိုင်ငံရဲ့အကျဉ်းသူများအားအစံဖက်ပုံမှန်များဖြင့် ပြန်လည်ဖမ်းဆီးမှုများယခုနှစ်တွင်ပုံမဆိုးရွားလာနေသည်ဟု နိုင်ငံရဲ့အချင်းသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဖွဲ့များသည့်အချင်းထောင်မှလွတ်မြောက်လာသူများကိုထောင်ဝမှပြန်ပြန်လည်ဖမ်းဆီးခြင်းသို့မဟုတ်လူရစ်စိတ်ခါနေတွင်မသက်ဆိုင်သည့်ပုံမှန်များဖြင့်ထပ်မံဆွဲဆိုခြင်းများဖြင့်နိုင်ငံရဲ့အချင်းသူများ၏လွတ်မြောက်မှုကိုတမင်ဟန်တားနေလို့ဖော်ပြထားပါတယ်ထို့လို့ရများသည့်နိုင်ငံတကာလူအခွင့်အရေးကြေညာစာတမ်းအပိုက်ကိုတွင် ဖော်ပြထားသည့်တရားမဲ့ဖမ်းဆီးခြင်းမပြုရဟုသောတတ်မှတ်ချက်ကိုပေါ်ပေါ်ထင်ထင်ချိုးပေါက်နေခြင်းဖြစ်တယ်လို့သိရပါတယ် ်ထုတ်ပြန်လို့ခွင့်ရကားခွဲစောင့်ရှောက်သူများနဲ့သစ္စာရဖွဲ့စည်းများနဲ့ပူးပေါင်းကတရားမဲ့ဖမ်းဆီးမှုများကိုအဆုံးသတ်ရန်နဲ့အကျဉ်းထောင်များတွင်ကြန့်ရှိနေသောနိုင်ငံရေးအကျဉ်းသူအကျဉ်းသားများအလုံးစုံလွတ်မြောက်ရေးအတွက် စောင့်ကြည့်လေ့လာမှုများနဲ့စုံစမ်းဖော်ထုတ်မှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါရရှင်ဆလပီတိန်နီခရိုင်ရှိစစ်ပေးဆောင်ပြည်သူများအတွက် MNDAA ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်တဲ့တရင်ကိုတင်ပြပါမယ်။အထူးတီတာတစ်သိန်းနီခရိုင်နောင်မွန်မြို့နယ်သို့စစ်ရေးပရိပခါများကြောင့်စစ်ပေးရှောင်ပြည်သူများထပ်မံဝင်ရောက်လာခဲ့ရာ MNDAA ထောက်ပို့ဌာနကလိုအပ်သောအရေးပေါ်အကူအညီများပေးအပ်ခဲ့ကြောင်း MNDAA မှတရင်ထုတ်ပြန်ပါတယ်။နောင်မွန်မြို့နယ်အုပ်ချုပ်ရေးကော်မတီသည်စစ်ပေးရှောင်ပြည်သူများအားတင့်လျော်သောနေရာချထားမှုများဆောင်ရွက်ပေးခဲ့လို့ဖော်ပြထားပါတယ်။အောက်တိုဘာ10ရက်မှ17ရက်ထိ MNDAA ထောက်ပို့ဌာန၏ ဒုဌာနမှုဘူမူကြီးမစ္စတာယန်ဖူရုံဦးဆောင်သောအဖွဲ့သည်ဦးစီးဌာနမှုဒုတိယဘူမူကြီးမစ္စတာလီကောင်ရှန်ကျမ၏ဌာနမှစေဝင်ထားများနှင့်အတူစစ်ပေးဆောင်စခန်းသို့တွားရောက်ကာနေထိုင်ရင်းပစ္စည်းများနှင့်စေဝါများထောက်ပံ့ပေးခဲ့သည့်အပြင်တိန်နီခရိုင်ဒုတိယအတွင်ရင်းမှုမစ္စတာဟန်ဂျာဟွာဦးဆောင်သောအုပ်ချုပ်ရေးတာဝန်ရှိသူများကလည်းပူပေါင်းပါဝင်ဆောင်ရွက်ခဲ့လို့သိရပါတယ် ထောက်ပံ့ပျက်စီးများပေးဝေခြင်းတွင်ပြည်သူများအားစိတ်ချလက်ချနေထိုင်ရနှင့်အထူးဒေသသည်၎င်းတို့အတွက်အားကိုးရာဖြစ်ကြောင်းအပိစကပြောကြားခဲ့လို့ဆိုပါရယ်စစ်ပေးဆောင်မိသားစု620ခန်းလူဦးရေ1000ကျော်ကိုစက်အိတ်201အိတ်စားအထုပ်သေး630ထုပ် စားသုံးစီ9အိုထောက်ပံ့ပေးနိုင်ခဲ့ပြီးပြည်သူ380ကျော်အခမဲ့ဈမိုင်းစစ်ဆေးကုသမှုများပြုလုပ်ပေးနိုင်ခဲ့လို့ဖော်ပြထားပါတယ်။အောက်တိုဘာ17ရက်နေ့စစ်ပေးဆောင်ပြည်သူ9000နီးပါးအထူးဒေသတည်အသွင်းတို့ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဩစတြေးလျရင်ချင်ပါသည့် ၌မဲလ်ဘွန်းမာရတိုပြန်ပွဲတွေမြန်မာနှုံးနဲ့မလေးရှားတအူတို့ပင်နီဝတ်ဆောင်ဖြင့်ဝင်ရောက်ရှင်ပြိုင်မဲ့တရင်ဆက်လက်တင်ပြပါမယ်။ဩစတြေးလျနိုင်ငံတွင်ကျင်းပသည့် night melbourne marathon festival တွင်မြန်မာနိုင်ငံသား2ဦးနှင့်မလေးရှားနိုင်ငံသား2ဦးတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပင်နီဝတ်ဆောင်အပြည့်အစုံဖြစ်ဝစင်ခါကိုဂျင်မီကိုဇီယာတော်နှင့်အမေစုဟူသောနာမည်များရေးထိုးထားသည့်ခေါင်းစည်းပေါ်ဝါများဖြင့်ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းလူမှုကွန်ရက်တွင်ဖော်ပြချက်များရသိရပါသည် အောက်တိုဘာ၁၂ရက်ကကျင်းပခဲ့သည့်အဆိုပါမာရသွန်ပြိုင်ပွဲတွင် NLD ဝတ်ဆောင်ဖြင့်ရှင်ပြိုင်ချင်းသည်မြန်မာစစ်တပ်၏မတရားရွေးကောက်ပွဲကိုကဘာတီစေရန်အသက်ပေးခဲ့ရသည့်ကိုဇီယာတော်နှင့်ကိုဂျင်မီတို့အားဂုဏ်ပြုရန်အချင်းထောင်တွင်ကျမ်းမာရေးချို့တဲ့နေသည့်နိုင်ငံတော်အတိုင်ပင်ခံပော့ကိုတော်အောင်ဆန်းစုကြည်အခြေအနေကိုမိမောင်ထိုးပြရန်နှင့် ၎င်း၏ခါနာရီကိုအမှတ်ရစေရန်ရည်ရွယ်ခဲ့လို့သိရပါတယ်။ထို့ပြင်မရတုပြိုင်ပွဲမှတစ်ဆင့်မြန်မာဒီမိုကရေစီလှုပ်ရှားမှုအတွက်နိုင်ငံတကာ၏အားပေးထောက်ခံမှုရရှိရေးဒေါ်အောင်ဆန်းစုကြည်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက်ကမ္ဘာအာရုံစူးစိုက်မှုရယူနိုင်ရန်ရည်မှန်းထားလို့သိရပါတယ်ရှင်။ Operation Sit Down Campaign မှာပထမအတုတ်ဂန်လေးများမြေပြင်သို့ရောက်ရှိတဲ့တရင်နောက်ထပ်တင်ပြပေးပါမယ်။ မိဘပြည်သူများ၏စွန့်အားထောက်ပံ့မှုဖြင့်ဆူဆောင်းရရှိသော Operation Sit Down Campaign ၏ရမုံငွေများကိုအသုံးပြု၍ပထမတော့ဖြင့်ဝယ်ယူထားသောဂန်လေးများမြေပြင်သို့ရောက်ရှိလာပြီဖြစ်ကြောင်း Operation Sit Down မှအသိပေးထုတ်ပြန်ထားပါသည်။ပြည်သူလူထု၏အသက်သွေးချွေးနှင့်ထောက်ပံ့ပေးထားသောထိုရန်ပုံငွေများကိုအလွန်တန်ဖိုးထားပြီးအသုံးချသွားမယ်လို့ဖော်ပြထားပါတယ်။လက်ရှိတွင် campaign သည်65ရာခိုင်နှုန်းသို့ရောက်ရှိပြီဖြစ်ပြီး100ရာခိုင်နှုန်းပြည့်မီရန် ဆက်လက်ရပြည်သူများပူပေါင်းပါဝင်ရန်တိုက်တွန်းထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက် Kashel နဲ့ပတဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ဒုတ်ကွေးရောဂါကာကွယ်ပါ။ရာသီဒုတ်ကွေး Respiratory Syncytial Virus RSV ဒုတ်ကွေးအပါအဝင်ဒုတ်ကွေးရောဂါ virus ပိုးများကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်ပေါ်ပြပါ အချက်များကို လိုက်နာပါ။နေမကောင်းဖြစ်နေစဉ်အိမ်တွင်သာနေထိုင်ပါ။ ။ဖြားနာနေသူများနဲ့နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းမှရှောင်ကျင်ပါ။အရာဝိတ္ထုမျက်နာပြင်များကိုတန့်ရှင်းရေးပြုလုပ်ပြီးပိုသက်တန်ဆင်ပါ။ပင်ဤလက်ကို မကြာခဏဆေးကြောပါ။မျက်နာကိုလက်မဆေးဘဲထိတွေ့ကိုင်းတွေ့ခြင်းမှရှောင်ကျင်ပါ။နှာချီချောင်းဆူတိုင်းနှာခေါင်းနဲ့ပါးစပ်ကိုတဒောင်စစ်ကွေးဖြစ်ဖုံးအုပ်ပါ။ကျမ်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရမှတုတ်ကွေးယောဂါနဲ့ပတ်သက်ပြီးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ရေဒီယိုအညီချင်းမနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်။အခုတခါမှာတော့မောင်မောင်ငင်းအေးရေးသားထားတဲ့သစ်စစ်မြင်နေရဲဆဲလို့အမည်ရတဲ့တော်လန်ရေးကြပါကိုလွတ်လပ်နေဦးကခန်းစားရပ်ဖတ်ထားတာကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။စစ်ကိုကျွန်တော်ချစ်တယ်။စစ်ကစစ်ကိုစစ်ချတော်နိုင်တယ်။စစ်ကစနစ်တစ်ခုကိုစစ်ချတော်နိုင်တယ်။စစ်က လူတွေကိုစစ်ချသွားနိုင်တယ်လို့ငွေနဲ့ဖြစ်စီအာဏာနဲ့ဖြစ်စီအတိုင်းအဝိုင်းနဲ့ဖြစ်စီလူအချို့ကလဝကြီးအုပ်ထားတဲ့အရာမှန်သမျှကိုလဲစစ်ချသွားနိုင်ပါတယ်ရုပ်စွာအဆုံးခမားပါလဲသူပါလဲကျွန်တော်ပါလဲစစ်ကစစ်ချနိုင်ပါတယ်အခုတော့ရှိတယ်စစ်ကစစ်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 ညီနေအောင် စစ်မှဖြစ်ပါမယ်စစ်ကစစ်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 မမီပဲမစစ်တစစ်ဖြစ်နေရင်တော့ပြည်သူတွေတစစ်စစ်နာမှာပဲတိုင်းပြည်လဲတစစ်စစ်နာမှာပဲစစ်ကစစ်အယောင်ဆောင်ထားရင်စစ်ဟာဘယ်တော့မှမပြီးနိုင်တော့တယ်လို့ငြိမ်းချမ်းကြီးဟာလဲစစ်လို့မစစ်တော့ဘူးလေ ဟိုနေရာမှာတစစ်စစ်ဒီနေရာမှာလည်းတစစ်စစ်နဲ့စစ်ကြောင်နာကျင်နေကြသူအားလုံးစစ်ကိုစစ်စစ်စစ်ဖြစ်ချင်ကြပေမဲ့စစ်ကြောင်ပျော်ရွှင်နေကြသူတွေကတော့စစ်ကိုစစ်စစ်စစ်ဖြစ်မှာစိုးရိမ်နေကြစစ်ကစစ်စစ်ဖြစ်နေမှကာလတစ်ခုအလွန်မှာတိုင်းပြည်ဟာတိုင်းပြည်အစ်စ်လူတို့ဟာလူတို့အစ်စ်စနစ်ဟာစနစ်အစ်စ် ပစ္စုပန်ဟာပစ္စုပန်အစ်စ်အနာကဟာအနာကအစ်စ်ဖြစ်နေတယ်စစ်ကိုစစ်စစ်စစ်ဖြစ်ဖို့ကျွန်တော်တို့ကိုယ်ထဲကသွေးတွေစစ်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 မြောင်လှက်ပနှွေးထွေးစီးဆင်းနေရမယ်စစ်ကိုကျွန်တော်ချစ်ပါတယ်စစ်ကစစ်မဖြစ်အောင်အလုံးစစ်သွောင်းစစ်ချနိုင်တယ်မဟုတ်လား ခုတခါနားဆင်ရမှာကတော့တော်လည်ရေးအစီဖြစ်ပါတယ်။မောင်လူမွေရေးသားထားတဲ့အမဲရောင်နေမြေကဖြူစင်တဲ့သူတွေလို့အမည်ရတဲ့တော်လည်အစီကိုနားဆင်ရမှာဖြစ်ပါတယ်။ရန်နိုင်ကခန်းစားတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။မဲရောင်နေမြေကဖြူစင်တဲ့သူတွေပြီးခဲ့တဲ့ဘက်ကမောင်လုံးမွေးတောတိုက်ဆစ်ဆောင်စခန်းတစ်ခုကိုရောက်ခဲ့တယ် သူတို့တွေမောင်လူမွေးလာတာကိုဝမ်းပန်းတသာကြိုးဆိုကြတယ်။သူတို့နေတဲ့နေရာကိုတော်တော်တန်တန်သူတွေမလာရဲကြပဲမောင်လူမွေးတို့ကတကူတက လာရောက်ပေးကြတဲ့အတွက်ဝမ်းသာတယ်လို့သူတို့ဖွင့်ပြောကြပါတယ်။သူတို့တွေကသူတို့နေတဲ့နေရာကိုအမဲရောက်နေမြည်လို့ခေါ်ဝေါ်ကြပါတယ်။သူတို့နေတဲ့နေရာဟာအာနာသိန်းဖက်စစ်စစ်တပ်ကိုအားပေးထောက်ခံပြီးစစ်တပ်ထိုင်ချထားတဲ့ပြူစောတိရွာနဲ့ကြည်တကန်းသာသာမှရှိတာမို့အမဲရောင်နေပြီလို့သူတို့ကဆိုကြတာပါ။ သူတို့ကိုယ်တိုင်ခေါ်ဝေါ်ကြတဲ့အဲ့ဒီအမဲရောင်နေမျိုးကိုဒေသခံတော်လိုင်းတပ်ဖွဲ့ကကာကွယ်ပေးထားပါတယ်။သူတို့တွေဟာတော်လိုင်းရဲဘော်တွေရဲ့အကာအကွယ်နဲ့တောင်သူလုပ်ငန်းကိုလုပ်ကင်ကြပါတယ်။တကယ်တော့အမဲရောင်နေမျိုးကစိုက်ပျိုးမျိုးတွေဟာညင်ညံ့တွေဖြစ်တယ်။စိမ့်လန်းနေတဲ့လေကွင်းတွေမဟုတ်ပဲဝါချင်းချင်းလေကွင်းတွေကိုသာမောင်းလုံမွေးတွေ့ကြရပါတယ်။အနီးကကြည့်ရင်လေတွေဟာတွေ့ချောက်ပြီးကောက်ပင်တွေကမညီမညာနဲ့စပားသီးနဲ့ထွက်ပါမလား။ တီးနံထွက်ရင်တော့အောင်မမလားမသေးကြတဲ့လေရီဖြစ်ပါလေဒီနှစ်ကနှန်းကဘာဆိုဘာကိုမှမရခဲ့ဘူးခုလေရီရလည်းမကောင်းဘူးစီရမရှိရင်လည်းတပေါက်နှစ်ပေါက်ခတ်စားရင်ရတယ်လေမကောင်းတော့ဆံပြက်ပြီးငမ်းမှကြောက်တယ်လို့မျိုးသမီးတူကမောင်နှမွေးကိုပြောပါလေသူ့မျက်နှာကိုကြည့်လိုက်တော့တကယ်ကိုစိုးရင်နဲ့ရေရောင်တွေထင်ဟနေတာကိုမြင်ရပါတယ်တကယ်တော့သူတို့တွေဟာသူတို့ရွာနဲ့၃မိုင်လောက်သာဝေးတဲ့ပြူစောဒီရွာကပြူစောဒီတွေသူတို့ရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးလို့ အခုလိုတောတောင်တွေကိုရောက်လာကြရတာဖြစ်တယ်။အခုသူတို့လက်ရှိရောက်နေတဲ့နေရာကနေလဲသူတို့ရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ပြူစောတိရွာကိုလှမ်းမြင်ရပါတယ်။တော်လိုင်းရဲဘော်တွေရဲ့အကာအဝင်နဲ့မြေညံ့ညံ့ပေါ်မှာသူတို့လောက်ကန်စားတော့ကြရတယ်။ဘဲကလည်းသူများတွေအတင်း30ရရင်ဒီမှာတော့10တင်းလောက်ပဲ။သူများတွေရဲ့၃ကြိုးတချို့လောက်ရတာလို့ပဲကင်းတဲ့ကပဲပင်ခက်လီလီတွေကိုငေးကြည့်နေတဲ့မောင်လုံးမွေးကိုပဲကင်းစိုက်ထားတဲ့စစ်ဆောင်မျိုးသားကပြောပါတယ်။မောင်လုံးမွေးဟာ အဲ့ဒီစစ်ရှောင်းတောတိုက်ကစာသင်ကျောင်းလေးကိုအချိန်နေလာကြည့်ပြီးဆရာဆရာမလေးတွေကိုလည်းအချိန်ပိုင်းတင်နန်းပို့ချပေးဖို့ဖြစ်တယ်။ကျောင်းသားမိဘတွေနဲ့လည်းတွေ့ဆုံပြီးပညာရေးရဲ့သဘောတဘာဝနဲ့ပညာရေးကိုအားပေးကြဖို့တိုက်တွန်းစကားပြောခဲ့ပါတယ်။ပညာရေးကတော့ကိုယ်တိုင်ဝင်သင်ခြင်းပေမဲ့သင်ပေးနိုင်တဲ့နေထားမျိုးမရှိဘူးဆရာကြီး။ကျွန်တော်မှာကတောင်းအနေနဲ့ကိုလောအားလုံရင်တော့အချိန်မရွေးလို့သူတို့ကိုကျွန်တော်ပြောထားပါတယ်။ပညာရေးကခုလိုဆရာတို့လာလို့မှဖြစ်မှာလို့ တော်လိုက်စစ်ဆောင်တွေလောက်ကန်စားတောင်းနိုင်အောင်ရှေ့တန်းကနေကာဝယ်ပေးထားတယ်တော်လိုင်းတက်ဖွဲ့ရဲ့ရရှိလေးကပြောပါတယ်။သူဟာပညာရေးတက်ကတော် BEd ပထမနှစ်စီရီယံကျောင်းသားတူဖြစ်ပါတယ်။စစ်ဆောင်တော်လိုက်ဟာရန်သူနဲ့နှီးသလိုဖုန်းလိုင်းဆက်သွယ်ရေးလည်းခက်ခဲပါတယ်။ဖုန်းဆက်သွယ်ခြင်းရင်ဖုန်းလိုင်းမိတဲ့ကုန်းကမှုလေးတွေစီကိုတွားကြရပါတယ်။တော်လိုက်ရဲ့ကျမ်းမာရေးကိုတော့တော်လိုင်းတက်ဖွဲ့ရဲ့စေတသားလေးကတာဝန်ယူပြီးကုသပေးနေတာပါ။ ဖျားနေတာကြီးကိုဆေးလာမကူပဲဖျားတဲ့တိုင်းကြီးပေးခံနေတဲ့သူတွေရှိသေးတာဗျာခဏခဏလကားကိုနေရတော့အာနာတာတွေပေါ့လို့တော်လိုင်းတက်ဖွဲ့ရဲ့ရာရှိလေးကစိတ်မကောင်းတဲ့မျက်နှာနဲ့မောင်လုံးမွေးကိုပြောပြပါလေဆေးတသားကဆေးကုသပေးတဲ့ခါမှာကိုတက်နေသလောက်အလွန်ငွေထက်လို့ရသလောက်အလွန်ငွေမထည့်ပဲလဲကုသပေးနေတာပါအလွန်ငွေမထက်နိုင်တဲ့သူတွေကလာမကုသပဲနေမှာဆိုလို့သူတို့ရဲ့ကျမ်းမာရေးကိုပိုကြီးဆိုင်ဖြစ်တယ်လို့ဆေးတသားလေးကပြောပြပါလေစစ်ဆောင်တော်တိုင်းမှာ စေတသားလေးသူနိုင်သလောက်ကုသပေးပြီးသူမနိုင်တဲ့ကိစ္စတွေကိုတော့လူနာဘလောက်ဖဲယောဂပြင်းထန်နေနေသူတို့နေရာကိုစေကုသပေးသူတွေမလာရဲတာကြောင့်လူနာကိုပဲခက်ခက်ခဲခဲတဲဆောင်ကုသကြရပါတယ်။မောင်လုံးမွေးရောက်ခဲ့တဲ့စစ်ဆောင်တော်တိုက်ဟာရွာရင်းနဲ့ဝေးလွန်းတာကြောင့်စစ်ဆောင်ကူညီရေးအထောက်ပံ့တွေကိုတခြားစစ်ဆောင်တွေလိုမရကြရှာပါဘူး။စိုက်ပျိုးမြင်းညံ့နဲ့ဆက်သွယ်ရေးနဲ့ကျန်းမာရေးခက်ခဲတယ်။ပညာရေးစနစ်ကြောင့်မလဲမရှိသေးပါဘူး။ဒါပြင်ရန်သူနယ်လဲနီးတဲ့ရှေ့တန်းနေမြေလဲဖြစ်နေပြန်ပါတယ်။ ဒါကြောင့်သူတို့နေတဲ့နေရာကိုအမဲရောင်နေမြေလို့သူတို့ကိုသူတို့ခေါ်ကြတာဖြစ်မှာပါအဲ့ဒီအမဲရောင်နေမြေမှာနေကြတဲ့သူတွေဟာတော်လန်ရေးစိတ်အားထက်သန်ကြသူတွေဖြစ်တယ်တော်လန်ရေးအတွက်မဆုံးမဖို့ရတဲ့တီးနှံလေးတွေတဲကနေရဲရဲရော်ရော်ကူညီကြသူတွေဖြစ်တယ်လို့လူကိုယ်တိုင်လည်းအချိန်မရွေးပါဝင်ဆောင်ရွက်ကြသူတွေဖြစ်တယ်တကယ်တော့သူတို့ဟာအမဲရောင်နေမြေကဖြူစင်တဲ့ပြည်သူတွေဖြစ်တယ်တော်လန်ရေးအတွက်အားကိုးရတဲ့ပြည်သူတွေဖြစ်လို့မောင်လုံးမွေးလေးစားတယ်သူတို့အတွက်ဘာတွေများမောင်လုံးမွေးတို့လုပ်ပေးနိုင်မလဲ စ조사ရုံးကန်ကြရအောင်မှာဖြစ်ပါတယ်ခင်ဗျာမောင်လူမွေ့ ရေဒီယိုအညီဂျီမှဆက်လက်တင်ဆက်ပေးနေပါတယ်ဒီကနေ့မနက်ခင်းရနောက်ဆုံးအစီအစဉ်အနေနဲ့တော်လရေးတိဂီတာတပုတ်ကိုနားဆင်ရဖို့ရှိပါတယ်နေလုံးရေးသားထားပြီးမုတ်ဆိုးတောင်ပိုင်းပြီးဆိုထားတဲ့ကဘာပြိုများလို့အမည်ရတဲ့တော်လရေးတိဂီတာကိုနားဆင်ရမှာဖြစ်ပါတယ်ရှင် လေချာသွားတဲ့ငါရဲ့စိတ်တဲ့ပိုင်းစာများကတစားစီကလောက်ပိတ်ထားတဲ့အတိန်နေရဲ့စီပြန်ရောက်မီငါမိုးသားတွေတဲ့မျောမီနေခဲ့တယ်ဒီလေရေတဲ့ငါရဲ့သမိုင်းကြောင့်များဟာလောကထဲမှာကြည်ရှာရှာရေတဲ့ခွန်းနဲ့မျောကငါခံစား Te llega alergando y aún irás ထားတဲ့အတိတ်နည်းရဲ့စီပြန်ရောက်မီငါမို့သားတွေလည်းမယောမီနေခဲ့တယ်တွေ့နေရှိတဲ့ငါရဲ့တမန်ယုံများလောကဒီမှာပြေရှာရှာရှိတဲ့ခွန်းနဲ့မျောကငါခံစားတည်ခြင်းငါလည်းတကန်းတို့ယောမီလား ီတွေကိုခေတ္တရန်နာလိုက်ပါမယ်ရှင်မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရတဲ့ Radio MNG ဖြစ်ပါတယ်ရှင်။အရေးတော်ပုံအောင်ရမည်။